ထရူမန်နီဝါလက်အတုံးပြုတဲ့မိတ်ဆွေအနေနဲ့ကျွန်တော်တို့ဒီစာအုပ်တွေပေါ့နော်အခုနောက်ပိုင်းဒီစာအုပ်လဲရတဲ့သူတွေအတော်များလာတယ်ပေါ့နော်ဒီလိုမျိုး CIN စာအုပ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အဟောင်းနဲ့အသစ်နဲ့လဲလိုက်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့စာအုပ်တွေရှင်းနေတဲ့ဖြစ်တဲ့အကြောင်းမလို့ကိုယ့်ရဲ့အကောက်တွေကိုလည်းကျွန်တော်တို့ average ပြုလုပ်ပေးဖို့လိုအပ်တယ်အဲကျွန်တော်တို့ဒီနေရာမှာတခုပြောချင်တာပေါ့နော် average ကအခုတော့တဲ့လုံးရှင်လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီစာအုပ်အဟောင်းပေါ့နော်စာအုပ်အဟောင်းတက်တန်းကုန်မှာပေါ့နော်ကျွန်တော်တို့စာအုပ်အသစ်နဲ့ရှင်းကျင်လည်းရတယ်ဒါတော့ကိုယ့်ရဲ့သဘောပဲဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ပေါ့နော်အလုံးမရှုပ်ရှင်ဘူးဗျအခုနဲ့လည်းတခါလေးဒီစာအုပ်အစ်နဲ့ပြောင်းထားချင်တယ်ဆိုလို့ရှိရင်လည်းပြောင်းထားဒါဆိုရင်တော့ကျွန်တော်တို့ဒီစာအုပ်အစ်အစ်မှာပါတဲ့အတိုင်းစာအုပ်အစ်တက်တန်းကကျွန်တော်2029အထိရှိရဆိုလို့ရှိရင်ကျွန်တော်ဒီ2029အထိကိုကျွန်တော်တို့ရဲ့ဒီ human wallet အကောက်ကို ACC စရလက်ချသုံးလို့ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကအခုမတင်ထားဘူးပေါ့နော်အခု upgrade မလုပ်ထားဘူးဆိုရင်ကျွန်တော်တို့ဒီအနေနဲ့ပေါ့နော်ဒီစာအုပ် account တွေကအများစုက2026အကုန်မဲ့သူတွေများတယ်ပေါ့နော်2026ကုန်မဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်2026 ကိုယ့်ရဲ့စာအုပ်ထဲတက်တဲ့အတိုင်းကျွန်တော်တို့ကုန်ပြီဆိုတာနဲ့စာအုပ်တွေ average လောက်ခံရနေမယ်အဲ့ခါကျရင်ကျွန်တော်တို့အနေနဲ့အလုတ်လျှောက်တယ်ပေါ့နော် okay ကျွန်တော်ကတော့ခုနကဒီမှာစာအုပ်အစ်စ်လေးလဲပြီးသွားပြီဆိုတော့စာအုပ်အစ်စ်နဲ့အဟောင်းတွေကိုကျွန်တော်တို့ average ပြုလုပ်ထားမှာဖြစ်တယ် average ပြုလုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီနေရာမှာတခုကျွန်တော်ပြောပြခြင်းစီတယ်စာအုပ်အစ်စ်မှာကကျွန်တော်တို့ visa တွေကတချို့ရတဲ့သူရှိတယ်မရတဲ့သူလည်းရှိတယ်ဆိုတော့မရတဲ့သူတွေကအများစုပဲကျွန်တော်ကိုယ်တိုင်လည်းမရသေးဘူးဆိုတော့မရလည်းပြဿနာမရှိဘူးကျွန်တော်တို့အနေမှာ ီစာအုပ်အတိလောက်တဲ့ခါမှာပါလာတဲ့ဒီ OWIC ပေါ့နော်အဲဒီကတ်လေးပေါ့နော် Okay ဒီကတ်လေးရဲ့ကျွန်တော်တို့ဒီစာအုပ်အတိလေးရဲ့အသုံးပြုပြီးတော့ကျွန်တော်တို့ average ပြုလုပ်မယ်ကျွန်တော်တို့ဒီတစ်ခါ average လောက်ထားပြီးဆိုရင်2020နဲ့ကိုကြောင် ACC 73လို့ရပြီပေါ့နော်ဘယ်လိုပြုလို့ရမလဲဆိုတာကိုတော့ကျွန်တော် step by step ချာလင်းပြပေးသွားမယ်ပြောချင်တာကအလောလောလောနဲ့မလုံနဲ့ပေါ့နော်ကျွန်တော် ACC နဲ့လောက်ကြမယ်ကျွန်တော်လည်းတူလိုက်ပြီးတော့ update ပြုလုပ်ကြမယ်နော် ဆိုအဲ့တော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီ Trumani Wallet account ထဲကိုသွားကြမယ်ဗျာကျွန်တော်ကဒီမှာကိုယ့်ရဲ့ဒီ Trumani Wallet account ထဲကိုတော့ရောက်ပြီဗျာရောက်ပြီဆိုတာလည်းကျွန်တော်ကဘယ်မှာဝင်ရမလဲကျွန်တော်တို့ဒီအောက်မှာရှိတဲ့ account ဆိုတဲ့ account လေးကိုနှိပ်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာเนาะ document upgrade ဆိုတာရှိတယ်ဗျာအဒီပေါ်ဆောင် account လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုကျွန်တော်တို့ဒီမှာက passport တမျိုးတည်းပေါ့เนาะကျွန်တော်ကဒီ passport တမျိုးတည်း upgrade လုပ်ရှင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်ကဒီအပေါ်ဆောင် account ရွေးပေးမယ်တကယ်လို့ကိုကဒီ အလေကောင်းအောင်ကျွန်တော် document ဆိုတာကျွန်တော်ဒီ smart card တွေပိုင်းအောင် card တွေကိုပဲ average လောက်ရှင်နေဆိုရင်တော့အလေအောင်ရွေးပြီးဘာမှမဟုတ်ဘူးပေါ့နော်ကျွန်တော်အခုလောက်ရှင်နေပုံစံကျတော့ဒီစာအုပ်စာအုပ်ရဲ့ဒီ smart card ရဲ့နှစ်ခုလုံးကိုကျွန်တော်တို့ကတပြိုင်နက် average လောက်မှာအဲ့တော့ကျွန်တော်ကဒီအောက်ဆုံးအကောင်ပဲရွေးပြီးမယ်နော်အောက်ဆုံးအကောင်ရွေးပြီးဒါမှကျွန်တော်တို့ကစာအုပ်ရောဒီ smart card ရောကို average တစ်ခါလိုက်လောက်လို့ရမှာဖြစ်တယ်မဟုတ်ရင်တစ်ခုချင်းစီခွဲလောက်နေရရင်အချိန်ကြာရဲအဲ့တော့ကျွန်တော်တို့အခုပဲအောက်ဆုံးအကောင်ရွေးပေးလိုက်မယ်နော် ဟုတ်ပြီကျွန်တော်တို့ဒီမှာရွေးပြီးသွားပြီဆိုရင်လည်းဒီမှာဒီလိုမျိုးလေးစာလေးပေါ်လာမယ် average noun ဆိုပြီးတော့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်เนาะပြီးရင်တော့ကျွန်တော်တို့ဒီမှာ second passport ဆိုတဲ့ကောင်လေးပေါ်လာမယ်အဲ့တော့ကျွန်တော်တို့ second passport ကိုတစ်ချက်နှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ရေကိုရဲ့ဒီစာအုပ်အစ်စ်ပေါ့เนาะစာအုပ်အစ်စ်ကိုကျွန်တော်တို့က second ပြုလုပ်ပေးရမှာဖြစ်တယ်ကျွန်တော်စာအုပ်အစ်စ်ကိုဒီမှာ second ဖတ်မယ်ဘာလို့ကျွန်တော်စာအုပ်လေးကိုကျွန်တော်တို့ second ဖတ်တဲ့ခါကျရင်ရှင်းရှင်းလင်းလင်းလေးပေါ့เนาะ second လေးကိုဖတ်ပေးပါကျွန်တော်ဒီပုံနေမရှင်းတာလို့ပါလို့ဆိုရင်သူအဆင်ပြေမှာမဟုတ်ပါဘူးပေါ့เนาะ ။ဒါကျွန်တော်ဒီမှာစကန်ဖတ်နေပြီပေါ့နော်။ Okay ကျွန်တော်ဒီပြန်စစ်စီနော်။ပြန်စစ်စီနော်ဒီထင်မှာမလောနဲ့။အာလောပြီးတော့ကျွန်တော်ဒီလောက်ပြီးတော့ shaded dimension တော့အောင်မှာမဟုတ်ဘူး။ဒီလောက်ဆိုရင်တော့အဆင်ပြေမယ်ထင်တယ်။ကျွန်တော်တော့စိတ်တိုင်းကြာပြီပေါ့နော်။စိတ်တိုင်းကြာပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာရှိတဲ့ continue တစ်ချက်နှိပ်လိုက်မယ်။ continue နေတာသူမရသေးဘူးပေါ့နော်မရသေးရင်ကျွန်တော်တို့ဒီပြန်ပြီးတော့ second ဒုတိယကြိမ်ပြန် second ပဲဗျာသူအဆင်မပြေဘူးပေါ့နော် ဆင်မပြေရင်ကျွန်တော်တို့ပြန်စကန်မယ်โอเคตั้วจิมั้ยเสร็จပြီးတော့โอเคရပါပြီเนาะဒါဆိုရင်ကျွန်တော်ဒီမှာ step face scan เนี่ยကိုယ့်ရဲ့မျက်နှာကိုစကန်ဖတ်မယ်ကျွန်တော်ရဲ့မျက်နှာကိုဒီစာလေးစကန်ဖတ်ပြီးမယ် โอเคကျွန်တော်မျက်နှာကိုလည်းဒီမှာ scan ပြုလုပ်ပြီးသွားပြီဆိုတော့ဒီမှာသူပေါ်လာတဲ့ OWIC ရဲ့ကတ်ရွေးမလားပယောင်ကနေတင်မလား open minute တင်မလားဒီမှာကိုကြိုက်တဲ့ဟာနဲ့တင်လို့ရရင်เนาะကျွန်တော်ကတော့ပြောခဲ့သလိုမျိုးပဲဒီစာအုပ်ရဲ့ OWIC ကတ်ရဲ့ကစက်တဲ့ဒီအားလုံးလည်းအဲတူညီရယ်ပေါ့เนาะတူညီတာဖြစ်လို့ကျွန်တော်ဒီကတ်လေးနဲ့တင်မယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီ OWIC ကတ်ကိုပဲရွေးပေးလိုက်မယ်เนาะဒီတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာ text photo ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်เนาะ ပြီးကျွန်တော်တို့ရဲ့ဒီ OWIC ကရဲ့အရှိရှံကိုပုံရိုက်ပေးမယ်နော်ရှင်းရှင်းလေးရိုက်ပေးနော်ပုံရိုက်တဲ့ခါမှာဆိုကျွန်တော်တို့အရင်ကမှရေးကြည့်တယ်ပုံလေးကိုရှင်းရှင်းလေးနဲ့ရိုက်ပါနော်လက်တွေမပါနဲ့အောက်မှာပဲရှာပြီးတော့တခြားလေးရိုက်ပေးပါနော်โอเคဒီမျိုးလေးရိုက်ပြီးသွားပြီဆိုရင်ကျွန်တော်စကွင်ရှော့ဖမ်းထားလိုက်အောင်မယ်ပြီးရင် continue ဆက်သွားမယ်ပြီးရင်ကျွန်တော်ဒီမှာသူ့ရဲ့နောက်ကျော version ကိုထည့်ရိုက်ပေးပါတယ်โอเคတော့ကျွန်တော်ကျော version ကိုထည့်ရိုက်ပေးမယ်နော် ဖြစ်နေတော့ကျွန်တော်ပုံလေးတွေပေါ့နော်ရှင်းရှင်းလေးနဲ့ကြီးကြီးလေးရိုက်ပြီးတော့ပို့ကောင်းမယ်နော်ဒါအရေးကျွန်တော်တို့ဝေးနေတာမျိုးဆိုရင်လည်းအဆင်မပြေနိုင်ဘူးမရှင်းတာဆိုရင်လည်းအဆင်မပြေနိုင်ဘူးနော်အဲ့တော့ကျွန်တော်ဒီမှာအဆင်ပြေတယ်ဆိုတော့ continue ဆက်နေလိုက်မယ်ပြပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာလိပ်စာတွေကတော့ပြန်ပြင်ခြင်းနဲ့ပြင်ပေါ့နော်မပြင်ခြင်းဘူးဆိုရင်လည်းကိုယ်တော်ပဲဒီနေရာမှာတော့အသေးစားတစ်ခုကတော့ကိုယ့်ရဲ့ဒီစိတ်ရုံလိပ်စာတောင်းဖွင့်တထေးနဲ့မိဒီကောင်ကတော့လုံးဝမဖြစ်မနေပြန်ထည့်ကိုထည့်ပေးရမယ်နော်ကျွန်တော်ကတော့ဒီမှာပြန်ထည့်ပေးမယ် လိမ့်စာတော့မပြင်းတော့ဘူးဗျ။အဲကျွန်တော်တို့ဒီကောင်တွေလောက်တဲ့ခါမှာဆိုလို့ရှိရင်အများစုကကျွန်တော်တို့အဲစီရန်ရုံးနေမှာပေါ့နော်။ကျွန်တော်တို့လိမ့်စာကြီးယူရခါကျရင်ကိုယ့်ရဲ့ဒီနိမ့်လေးပေါ့နော်။နိမ့်လေးမှာပါတဲ့သတိနံပြီးသတိလိမ့်စာတွေကနေယူပြီးတော့ဒီ OWIC ကတ်တွေကိုပြုလုပ်ထားပြရကြအောင်ကျွန်တော်တို့ကအဒီ OWIC ပြုလုပ်ထားတဲ့သတိလိမ့်စာထည့်ပြင်းတော့ပိုကောင်းတယ်ပေါ့နော်။အဲဒါဆိုကျွန်တော်တို့ပို့ပြီးတော့ဒါတရားရခိုင်နှုန်းပြီးကြတာပေါ့နော်။ဒါကတော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးတာ။ကုသဘောပဲထည့်ခြင်းနဲ့ရရင်မထည့်ခြင်းနဲ့ရရင်ကျွန်တော်ကတော့ တစ်ခါတည်းပြောင်းပေးထားလိုက်မယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့တထေးတူတော့ပိုကောင်းတာပေါ့နော်။အဲကြောင့်မလို့ Okay ကျွန်တော်တစ်ချက်ပြောင်းလိုက်မယ်နော်။ကျွန်တော်တစ်ချက်ပြောင်းလိုက်မယ်လိပ်စာကကျွန်တော်တို့တွေကပေါ့နော်ဒီမှာအချက်လက်တွေပြောင်းမယ်ကိုရဲ့လိပ်စာရေးတထေးနဲ့မြည်ထည့်ပြီးသွားပြီးဆိုရင်တော့အကျိုးအနေနဲ့အောက်မှာရှိတဲ့ဒီ continue လေးကိုတစ်ချက်နှိပ်ပေးလိုက်နော်။ကျွန်တော်ဒီမှာဒီလိုမျိုးလေးပေါ်လာလိမ့်မယ်သူကလှုပ်ချိန်ပေါ့နော်၈နာရီတာမို့ရင်တုံးရင်စောင့်ပေးပေါ့နော် ပြောနေကျွန်တော်တို့ကစောင့်ကြည့်ပေးပေါ့နော် ဆက်လက်တွေဖြည့်တာမှန်ကန်ခဲ့လို့ရှိရင်တော့ကျွန်တော်တို့မကြာပါဘူးပေါ့နော်အမြင်ရပါတယ်ကျွန်တော်တို့ဒီမှာဘတ်တူဟွန်ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုအခောက်ကောက်ဒီမှာပုံမှန်တိုင်းမယ်တော့သုံးလို့ရနေသေးတယ်ဒါပေမဲ့ကျွန်တော်တို့က upgrade ပြုလုပ်ထားတယ်ပေါ့နော်ဒီမှာ upgrade ပြုလုပ်ထားတဲ့မျိုးပုံစံလေးတော့ပေါ်နေလိမ့်မယ်ဆိုတော့အောင်မအောင်ဆိုတာကိုလည်းကျွန်တော်ပြီးလို့ရှိရင်ထပ်ပြီးတော့ပြပေးမယ်နော်ကျွန်တော်ကတော့ဒီယုံနဲ့ပေါ့နော်ဒါရိုက်ရှိထားဖြစ်လို့ကြောင့်မလို့ကျွန်တော်တို့ support ထားတယ်ပေါ့နော် support ပြီးကျွန်တော်စစ်စစ်ခိုင်းတယ်ပေါ့နော်ကြိုင်မဆောင်ချင်ဘူးဗျာ7နာရီလည်းမဆောင်ချင်3ရက်လည်းမဆောင်ချင်ဆိုတော့ okay ကျွန်တော်ဆောင်ကြည့်မယ်ဘယ်လောက်ကြာလဲပေါ့နော်ကျွန်တော်ယုံကို အာပြောထားရပါတော့ support ထားရမယ်ဆိုအနေနဲ့တကယ်လို့ကိုကအမြင်လို့ချင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီ True Money ရဲ့အာ True Money Time မြန်မာဆိုရဲနော် Facebook page မှာကျွန်တော်စာသွားပို့လို့ရတယ်အိမ်မှာစာသွားရေးပြီးတော့အာကျွန်တော်တို့ဘောနော update ပြုလုပ်ထားတဲ့ပါညာဆိုပြီးကျွန်တော်တို့တွားပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်လေးရဲ့အကြောင်းအရာလေးတွေပြောပြီးတော့ကျွန်တော်တို့တို့ကိုသွားပို့ထားလိုက်အိမ်မှာတို့တွေစာကြည့်ပြီးတော့ဆက်စစ်ပေးမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အမြင်ရလိမ့်မယ်နော်အာကျွန်တော်ကတော့ဒီမှာ line ကနေပဲကျွန်တော်တိုက်ရိုက်သွားပြီးတော့တို့ပြောထားတယ်ဘောနော်တို့စစ်ဆေးနေတယ်ဘောနော်ခဏဆောင်ပေးမယ်ကျွန်တော်တို့ခါလေးပြပေးမယ်ဘောနော်ဘယ်လိုမျိုးပုံစံ SML ဝင်လာမလဲဘောနော် โอเคမင်းဆွေတို့အတွက်ပေါ့နော်အခုကျွန်တော်ပြောပြပေးတဲ့ဗီဒီယိုလေးကလုံးဝအကျိုးရှိတယ်မျိုးလို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ကိုယ်ကိုယ်တိုင်ပဲကိုယ့်ရဲ့ဒီ passport တွေ update လုပ်ပါ Odoo IC card တွေကို upgrade ပြုလုပ်ထားပါဒါဆိုရင်တော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ terminal wallet account ကိုကိုယ့်ရဲ့စာအုပ်ကိုယ့်ရဲ့ Odoo IC card တက်တန်းရှိတလောက် ACC အသုံးပြုလို့ရမှာဖြစ်ပါတယ်တခါရဲပေါ့နော် level 2လဲအောင်ပြီးသားဖြစ်တာဖြစ်ပဲကြောင့် ACC အသုံးလို့ရမယ်မဟုတ်ရင်ကျွန်တော်တို့ကဒီ passport တွေမျိုးတွေပဲ update လုပ်ထားမယ်ဒါမှမဟုတ် Odoo IC card တွေမျိုးတွေပဲ upgrade ပြုလုပ်ထားမယ်ဆိုလို့ချင်းကျွန်တော်တို့အနေနဲ့တစ်ခုမှတစ်ခုကတက်တန်းကုန်လို့ရှိရင်ပြဿနာတနိုင်နေအဲ့တော့ကျွန်တော်တို့နှစ်ခုလုံးတွဲပြီးတော့တခါရဲ update လုပ်ထားရင်ကျွန်တော်တို့ ကုန်ရင်လည်းတူတူကုန်မယ်မကုန်ဘူးဆိုရင်လည်းသူရဲ့တက်တန်းရှိတဲ့တော့ AC သုံးလို့ရမှာဖြစ်ပါတယ်။ Okay အဲ့တော့မင်းစုအနေနဲ့ကျွန်တော်ဗီဒီယိုလေးကလုံးဝအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း like subscribe ပြုလုပ်ပေးသွားပါနောက်ထပ်သိချင်တဲ့ကြောင့်ရှိတဲ့ဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့ comment မှာနေခဲ့လို့ရပါတယ်။အားလုံးပဲစင်ပြေကြပါဦးဒီဗျာ။